မေရိကန်အစိုးရကမြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ယာယီကာကွယ်ခို့လုံနေထိုင်ခွင့် TPS ရပ်ဆိုင်မှုဆုံးဖြတ်လိုက်တာကလူခွင့်ရေးကိုချိုးဖောက်စော်ကားတိုက်ခိုက်မှုဖြစ်တဲ့အကြောင်းကုလသမဂ္ဂရဲ့မြန်မာလူခွင့်ရေးဆိုင်ရာအထူးကုဆလဲတွန်အန်ဒရုစ်ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းလိုက်တာကြောင့်သမရဂျိုဘိုင်နန်လက်ထက်အမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသား၄000ဝန်းကျင်ကိုယာယီကာကွယ်ခုလုံခွင့် TPS ပေးခဲ့တာပါ အခုသမရထရန်လက်ထက်ဒေတာစံတော်ချိန်နိုဝင်ဘာ25ရက်မှာ TPS ကိုရပ်ဆိုင်းချောင်းကြီးညာခဲ့ပြီးရပ်ပေါင်း60တွင်အသက်ဝင်လာမှာဖြစ်ပါတယ်။တွန်ဒူးစ်ကတော့ဒီဆုံးဖြတ်ချက်ဟာမြန်မာနိုင်ငံရဲ့ဆိုးဝါးလာနေတဲ့အချက်တဲကိုမျက်ကွယ်ပြုထားပြီးလူသားကုန်သိက္ခာကိုစော်ကားရရောက်တယ်လို့လည်းပြောလိုက်တာပါ။ဒါပြင်သူက TPS အကျိုးခံစားခွင့်ရသူအများစုဟာအမေရိကန်နိုင်ငံကတမိုင်းတခြားထောက်ခံခဲ့တဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးတန်ဖိုးတွေကိုမြင့်တင်နေသူတွေဖြစ်တယ်လို့ပြောလိုက်တယ်လို့ ဒီလူတွေကိုမြန်မာနိုင်ငံကိုပြန်ပို့လိုက်မယ်ဆိုရင်သူတို့ကိုဖမ်းဆီးထိန်းသိမ်းတာညှဉ်းပန်းနှိပ်စက်တာအတမစစ်သားစုဆောင်းတာနဲ့ကွက်မျက်တာတွေခံရနိုင်တယ်လို့လည်းသတိပေးခဲ့ပါတယ်ခင်ဗျာပဲခူးတိုင်းနတ်တလင်းမြို့နယ်ကကျေးရွာ20ကျော်မှာစံခိုင်ရဲ့ပါတီဆိုင်ပုတ်တွေမီးရှို့ဖျက်ဆီးခံရတဲ့အတွက်ပြည်သူ30ဝန်းကျင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ နတ်တလင်းမြို့ရဲ့အနောက်ဘက်မှာရှိတဲ့ရွာပေါင်း20ကပြည်သူတွေကစစ်ကောင်စီတပ်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ကြက်ခါရေးပါတီဆိုင်းဘုတ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။နွေဘာလ29ရက်နေ့မှာပါတီဆိုင်းဘုတ်တွေမီးရှို့ခဲ့တယ်လို့တန်လျာရှိသူအမျိုးသားအယောက်30ဝန်းကျင်ကိုစစ်ကောင်စီတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေအရဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ လက်ရှိမှာတော့ဖမ်းဆီးခံထားသူတွေကိုတာပုံရဲစခန်းမှာစစ်ဆေးမင်းမြန်းနေပြီးပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါဗျ။လက်ရှိမှာတော့စစ်ကောင်စီတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအကြောင်းပြချက်နဲ့ပြည်သူ248ယောက်ကိုဖမ်းဆီးထားပြီး200ယောက်ကိုအမှုဖွင့်ထားတယ်လို့ DVB ကကောက်ယူရရှိထားတဲ့အချက်အလက်တွေကသိရပါဗျခင်ဗျာ။ နိုင်ငံတော်တွင်ဒေါ်လာရှိတော်လဲတုံးဆွဲမရအောင်ပိတ်ပင်ထားမှုတွေကြောင့်တုံးဆွဲလို့မရဘူးလို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်အမျိုးသားကားဆိုင်ုံမှာကျင်းပခဲ့တဲ့ကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI ရဲ့34နှစ်မြောက်နှစ်ပတ်လည်အသင်းသားဆုံးညီအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကျွန်တော်တို့တာဝန်ယူတဲ့အချိန်မှာနိုင်ငံငွေရှိပါတယ်။တိုင်းပြည်မှာမရှိဘူးမဟုတ်ဘူးရှိပါတယ်။လက်ရှိမှာကိုပဲဘီလီယံ20ကျော်လောက်ကျွန်တော်တို့နိုင်ငံမှာရှိပါတယ်။တုံးလို့မရဘူးလို့ပြောပါတယ်။ လက်ရှိမှာလဲပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ပို့ကုန်ရငွေ25ရာခိုင်နှုန်းပေးသွင်းနေရမှုကိုလည်းမကြခင်လပိုင်းအတွင်းထပ်မံလျှော့ချပေးသွားမယ်လို့သူရဲ့ပြောဆိုချက်အရသိရပါတယ်။နိုင်ငံသားငွေကြေးဈေးကွက်အတွင်းမှာလည်းဒေါ်လာတွေကိုဈေးမကစားဖို့သက်ဆိုင်ရာဌာနကတာဝန်ရှိသူတွေကိုလည်းညွှန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျာ။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသအရှိတ်ကန်နဲ့အနောက်ဘက်ကန်တွေမှာစိုက်ပျိုးရေးအကျဉ်းချံမိရှို့တာကိုစစ်ကောင်စီကတားမြစ်ထားတဲ့အတွက်တောင်သူတွေနောက်ထပ်စိုက်ပျိုးရေးအတွက်ခက်ခဲဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကျောင်းသိန်းချိန်ဖြစ်တဲ့အတွက်အခုနှစ်နိုဝင်ဘာလကစတင်ပြီးအုပ်ချုပ်ရေးမှုကိုယ်တိုင်အထံချဲ့ဆက်နဲ့လိုက်အော်ပြီးတတိပေးထားတယ်လို့ဆိုပါရစေ။ မိရှို့တဲ့အခါလေရုညဉ္ညံပြီးတောမီလောင်မှာဆိုးတဲ့အတွက်မိရှို့တာကိုတားမြစ်တာဖြစ်ပြီးတောင်သူတွေကတော့မိရှို့တာဟာအချိန်ကုန်တတ်တာပြီးငွေကြေးကုန်ကျမှုလည်းနေတဲ့အတွက်ပုံမှန်လိုဖြစ်နေပြီလို့တောင်သူတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလည်းရွှေလာဖုံးကျွရမှာပြောင်းပိုးစိုက်ကင်အကျဉ်းချန်တွေကိုမိရှို့တဲ့တောင်သူတယောက်ကိုဖမ်းဆီးပြီးဒဏ်ငွေကျပ်၄သိန်းပေးဆောင်ခိုင်းတာရုံချင်းလဲသွားနေရတယ်လို့ဆိုပါတယ်။ အပြော်ရန်မိပေါင်းပြန်တွေလွတ်တင်နေတာတွေကိုခွင့်ပြုပြီးတောင်သူတွေရဲ့စိုက်ပျိုးရေးဆိုင်ရာမီးရှို့မှုကိုသာရွေးချယ်တားမြစ်တာဟာတရားမျှတမှုမရှိဘူးလို့တောင်သူတွေကဝေဖန်နေကြပါတယ်ခင်ဗျာတော်လိုင်းပူပေါင်းတပ်တွေနဲ့စစ်ကော်မရှင်တို့ကြားနိုဝင်ဘာလ30ရက်နေ့ညပိုင်းကမိုးကုတ်မိုးမိတ်တနင်္လာမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောပါရတယ်။ဒါပေမဲ့တိုက်ပွဲဖြစ်ရာနေရာဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့ဒီကနေ့ ဒီဇမလာတရက်နေ့ထိတိုက်ပွဲဆက်ရှိမလားဆိုရိုင်းနဲ့ပတ်သက်လို့သူ့အနေနဲ့မသိရသေးကြောင်းပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မိုးကုတ်ပါလာဖ MDY PDF တို့စီ DVB ကဖုန်းဆက်မေးမြန်းခဲ့ပေမဲ့မိုးကုတ်မုံမဲကိစ္စနဲ့ပတ်သက်လို့မပြောလို့သေးပါဘူးလို့ဆိုကြပါတယ်။မိုးကုတ်မြို့ရဲဆက်ရှိနေတဲ့ဒေသခံတရက်ကတော့လက်နက်ကြီးတန်းကြားရတဲ့စကားဆတွေထိုးနေတာလို့ပြောပြမဲ့သူ့ရဲ့လုံခြုံရေးအခြေအနေကြောင့်အသေးစိတ်ကိုမသိရသေးပါဘူး။ အန်ယူဂျီလာအခန့် PPTV ကတော့ဒီကနေ့နေ့လယ်12နာရီအထိလက်နက်ကြီးတန်းတွေကြားနေရပြီးစစ်ကောင်မရှင်တပ်ကမကုတ်မြို့တွင်းကဆေးရုံကြောင်းကြီးဘိုးပန်းချန်တွေမှာတက်ဆွဲထားတယ်လို့ဒေသခံတချို့ကကူကပြီးရေးသားထားပါဗျာ။တန်တမတော် TNL ကမိုးကုန်းနဲ့မိုးမိတ်တို့ကိုမြန်မာစစ်တပ်စီပြန်ပေးလိုက်တာကြောင့်နိုဝင်ဘာလ28ရက်နေ့လောက်ကစတင်ကမိုးကုန်းမြို့ရဲစစ်ကောင်မရှင်တပ်တွေမြို့ထဲဝင်လာခဲ့တာလို့ဒေသခံတွေစီကနေသိရပါဗျာခင်ဗျာ။ စကိုင်းတိုင်းမုံရွာနဲ့ချောင်းမြွတ်နယ်အစပ်မှာရှိတဲ့ချောင်းဆောင်ရွာနဲ့ချောင်းမရွာအနီးကိုစစ်ကောင်စီတပ်ကဂျိုင်ရိုကော့ပတာနှစီနဲ့နိုဝင်ဘာလ30ရက်ညနေ3:00နာရီအချိန်မှာဘုံတီကျဲချခဲ့တဲ့အတွက်အရသာလျောက်တည်ဆုံးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။စစ်ကောင်စီတပ်ကချောင်းဆောင်ရွာနဲ့ချောင်းမနာရွာကိုနမခါစစ်တပ်ကနေဂျိုင်ရိုကော့ပတာနှစီနဲ့တပြိုင်တည်းဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးချောင်းဆောင်ရွာကအမျိုးသမီးတစ်ယောက်နဲ့ချောင်းမနာရွာကအမျိုးသား3ယောက်တည်ဆုံးခဲ့တာလို့ဆိုပါဗျ။ ဘုံတိရကရွာရဲပေါ်ကိုတက်တက်ကြားခဲ့တာဖြစ်ပြီးတေဆုံးထိခိုက်သူတွေအပြင်ထိခိုက်ဒဏ်ရာရသူတွေနဲ့နေနေလဲပျက်စီးခဲ့တယ်လို့ဒေသခံကပြောပါတယ်။ထိခိုက်သူတွေမှာဒဏ်ရာပြင်းထန်သူတွေလည်းရှိတဲ့အတွက်စေကူတမှုခံယူနေကြပြီးထပ်မံတေဆုံးတာတွေလည်းရှိနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကချောင်းဦးမြို့နယ်ခင်မုံရွာဘက်ကနေကြီးကုန်းရွာဘက်ကိုစစ်ကားနှစ်စီးနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်စစ်ကြောင်းထိုးရလမ်းမှာရှိတဲ့ချောင်းဆောင်ရွာကဒေသခံတွေနေရွှန့်ခွာနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ ကရင်ပြည်နယ်မြားပြည်မြို့ဘက်ချမ်းကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုကူးနေတဲ့ဂရုစိတ်တွေကိုထိုင်းအနာပိုင်တွေက9ရက်ယာယီပိတ်သိမ်းလိုက်တယ်လို့နိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်ထားပါဗျ။မြန်မာဘက်ချမ်းကတိုက်ပွဲတွေကြောင့်ထိုင်းမြန်မာနယ်စပ်တခိုင်မဲဆောက်မြို့နယ်အတွင်းကကျွေးရတွေကိုလက်နက်ကြီးကြီးတွေကြားရပတ်ကွဲနေတဲ့အတွက်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံမှုရှိစေဖို့ယာယီပိတ်သိမ်းလိုက်တာလို့ဆိုပါတယ်။မြားပြည်ဘက်ချမ်းကမင်းလက်ပံနဲ့ကြောက်ခတ်ဝေါ်လေဒေသတွေမှာ တော်လန်ပူပေါင်းအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ထိုင်းအာဏာပိုင်တွေဘက်ကနိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ9ရက်နေ့ထိ9ရက်ကြာပိတ်လိုက်တာလို့ထိုင်းရောက်မြန်မာစစ်ဘေးရှောင်အရေးကူညီပေးနေသူတယောက်ကပြောပါတယ်မြန်မာဘက်ချမ်းမှရှိတဲ့ DKP တပ်ဖွဲ့တွေဘက်ကလည်းတန်ကိုဂိတ်တွေရှိတဲ့မော်လီချိုင်းကြောက်ခတ်နဲ့မင်းလက်ပံဆက်လီစိတ်တွေကိုပိတ်ထားတယ်လို့ဆိုပါတယ်ခင်ဗျာ ွန်ပြည်နယ်ရင်းမြုံနယ်အမှတ်986ချင်းမြန်တရင်ကနေထွက်ပြလာတဲ့စစ်မှုရန်တပ်သားတဲ300ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ရေဘလူးတော်လိုင်းတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။နွေဘာလ30ရက်နေ့မှာရင်းမြုံနယ်အခြေစိုက်ခမာရ986တရင်ကစစ်မှုရန်တပ်သားတဲ300ဟာရေဘလူးတပ်ရင်းရှေ့တန်းစစ်မျက်နှာနေရာကိုထွက်ပြေးတိမ်းရှောင်လာတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ဆိုပါတယ်။ ထွက်ပြေးလာသူတွေဟာလက်နက်တွေမပါဘဲလူလူယုံထွက်ပြေးလာပြီးအခုညီတောင်းလာတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ရေဘလူးတပ်ဖွဲ့ဝင်တာဝန်ခံကပြောပါတယ်။ခမရ986တရင်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတစ်တယောက်ဟာစစ်မှုထမ်းအပတ်စဉ်စနစ်ကအသက်24နှစ်အရွယ်စစ်မှုထမ်းတပ်သားအောင်တန်းဦးအသက်29နှစ်အရွယ်တပ်သားတစ်ရန်နိုင်ဝင်းအသက်23နှစ်အရွယ်တပ်သားတစ်ချစ်ထွန်းတို့ဖြစ်ပြီးကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကစစ်မှုရန်တပ်သားတစ်တွေကိုရှေ့တန်းစစ်မြေပြင်တွေကို ပို့နေတဲ့အတွက်တေဆုံထိခိုက်တာတွေများနေတယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေစီကနေသိရပါပါတယ်ခင်ဗျာမကွေးတိုင်းရေစုံမြို့နယ်မှာနိုဝင်ဘာလ28ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအိမ်ဆယ်လုံးနီးပါးမီးလောင်ဖျက်ဆီးခဲ့ပါတယ် အဲ့ဒီစစ်တမ်းကိုတော်လိုင်းအဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တမ်းမှုဗိုလ်ကြီးတရအပါအဝင်စစ်သား9ယောက်တည်ဆုံခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျ။နွေမာလာ25ရက်နေ့ကစတင်ကရေစကြုံမြို့မှာရှိကြတဲ့စစ်ကောင်စီတပ်စခန်းတွေကလည်းမြို့နယ်အနီးနားကျေးရွာတွေဘက်ကိုဟာဝေဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကာမြေပြင်စစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တာဖြစ်ပြီးနွေမာလာ28ရက်နေ့ထိတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်အထိနာပြီးပြန်လည်ဆုတ်ခွာသွားကြတယ်လို့ဆိုပါတယ်။ အဲ့ဒီစစ်ကြောင်းစဝင်လာတဲ့25ရက်နေ့ကနေပြန်ထွက်သွားတဲ့29ရက်နေ့ထိတိုက်ပွဲတွေစတိုက်ပကဖပခုတ်ကူခရိုင်တရင်ကိုနွေဦးစစ်တီရေလဲကျွန်းဒေတာစစ်ကြောင်းတို့ပူးရဲဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တချို့ကတော့မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်ကစစ်ကြောင်းမိုးဘူကြီးမင်းတေစာနဲ့စစ်သား၄ယောက်ထပ်မံနဲ့တေဆုံးတာနဲ့ပတ်သက်ပြီးတော့တီးကြအတိပြုနိုင်ခြင်းမရှိသေးသလိုစစ်တပ်ဘက်ကလည်းသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူးခင်ဗျာ။ မန္တလေးတိုင်းညောင်ဦးမြင်းချံလမ်းပိုင်းမှာနိုဝင်ဘာလ29ရက်မနက်7:00နာရီဝန်းကျင်ကပြူစောတိခေါင်းဆောင်တီတာရွတ်မွန်ရဲ့အဖွဲ့ဝင်တွေလိုက်ပါလာတဲ့မော်တော်ယာဉ်ကိုဂျားပြတိုက်ခိုက်ခဲ့တဲ့အတွက်ပြူစောတိ9ရောက်တည်ဆုံးကတနက်3လနဲ့ခရမ်းနဲ့တင်စီရရှိခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပကဖကနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာထုတ်ပြန်လာပါတယ်။ ညောင်မြင့်ချန်လမ်းပိုင်းပေါ်ကတမိုက်တာရွာအနီးအထိုင်ကိတ်ကနေမြင့်ချန်ကပြူစောတိခေါင်းဆောင်တီတာရွှွန်မွန်ရဲ့အဖွဲ့ဝင်တွေကားနဲ့လာတဲ့အချိန်ကြိုတင်သတင်းရခဲ့တဲ့အတွက်နေရာတနေရာမှာစောင့်ပြီးဂျားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ခိုက်မှုတွင်ကားဖွဲ့ပါလာတဲ့ပြူစောတိအဖွဲ့ဝင်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်တိဆုံက G4 တနက်တလက်ကားပိုင်းတနက်နယ်လက်နဲ့ခရယံများပြားတင်းစီရရှိခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပကဖရဲဘော်တစ်ယောက်ကပြောပါရတယ်။ ပြည်သူတွေအနေနဲ့စစ်ကောင်စီလက်အောက်ခံတွေနဲ့အနီးကပ်နေထိုင်တာတွေမပြုတ်လောက်ကြဖို့တော်လှန်ရေးတပ်ဖွဲ့ဝင်ကသတိပေးထားပါတယ်ခင်ဗျာစကိုင်းတိုင်းမင်းကင်းမြို့နယ်ပြည်သူ့စေယုံကနေ CDN ပြုတ်လောက်ထားတဲ့စေယုံအုပ်ဒေါက်တာဒေါခင်တူတူလင်းကိုပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖကမနေ့ကနွေဘာလ30ရက်နေ့နေ့လယ်ပိုင်းမှာအတင်းအဓမ္မလက်ထိတ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေါက်တာခင်တူတူလင်းနဲ့နှိဆက်သူတွေစီကနေသိရပါဗျာ မင်းကြီးမြို့နယ်စစ်ရုံးကနေစစ်ကောင်စီအာဏာသိမ်းတဲ့2022ခုနှစ်ကစလို့ CDM ပြုလုပ်ပြီးစစ်ဆောင်နေတဲ့ဒေသခံတွေကိုစေကူတာပေးနေတဲ့ဒေါက်တာဒေါခင်သူသူလင်းကိုပြည်သူ့လုံခြုံရေးဖွဲ့ပါလာဖကလက်နက်တွေကင်ဆောင်ကတင်တော်ရွာကစစ်ကမ်းမှာဝင်ရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်အဲ့ဒီကိစ္စကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုဖုန်းဆက်သွယ်ခဲ့ပေမဲ့ဖုန်းလိုင်းတွေမရတာကြောင့်ဆက်သွယ်မင်းမြန်းခွင့်မရခဲ့သလိုအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေဖုန်းလက်ကိုအချိန်ချင်းဖုန်းနဲ့ဆက်သွယ်မိခဲ့မယ်လဲမရခဲ့ပါဘူး ဒေါက်တာဒေါခင်သူသူလင်ဟာ CDN ပြုတ်လောက်ပြီးတဲ့နောက်မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါဖခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်နှောက်ထွက်ကကျမရဲ့လုပ်ငန်းတွေကိုသာဆက်လက်လုပ်ကိုင်နေတာလို့ဆိုပါတယ်ခင်ဗျာစကိုင်းတိုင်းခင်ယူမြို့နယ်ကတိုက်ပွဲတွေတွင်သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုနိုဝင်ဘာလ28ရက်မနက်ပိုင်းမှာမိသချုပ်ပေးခဲ့ရတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါရယ်ခင်ယူမြို့နယ်မုံလာရွာထဲမှာ တပတ်ကျော်တက်ဆွဲနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုနွင်ပါလ23ရက်နေ့မှာစစ်ကြောင်းပြက်လွနေပါထီတိုက်ခတ်ခဲ့တဲ့တိုက်ပွဲမှာစစ်သားများပြားတေဆုံးခဲ့ပြီးစစ်ကောင်စီတပ်ကပြစ်ထားခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပြီး9ရက်ကြာမှာအလောင်းတွေကိုခတ်ခတ်ခဲခဲမိတဲ့ကြုံပေးခဲ့ရတယ်လို့ဆိုပါတယ်။အင်အား180လောက်ပါတဲ့စစ်ကြောင်းကိုတိုက်ခိုက်တဲ့အချိန်အယောက်30လောက်သာကျန်ရှိပြီးကမ်ပလူဘက်ကိုပြန်ပြေးသွားတဲ့အတွက်နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်အလောင်း90ကျော်ကိုမိရှုပ်ပေးခဲ့ပြီး ကြံခဲ့တာတွေရှိသေးတယ်လို့ခင်ဦးမြွနဲ့ပါကဖပြန်ကြားတာဝန်ရှိသူကပြောပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခဲယံအများပြားကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်က